ိုင်းနိုင်ငံမဲဆောက်မြို့အခြေဆိုင်အဝေးရောက်အရာဝတီအသင်း OIA ကသတင်းတစ်ပတ်ကြာလျှက်စစ်ပြုပြင်သင်တန်းအပတ်စဉ်နှစ်ကိုဇွန်လ21ရက်နေ့ကစတင်ဖွင့်လှစ်ပြီးတင်ကြားပို့ချပေးနေပါတယ်။မောင်တူးသတင်းပေးပို့ထားတာပါရှင်။ဟုတ်ကဲ့ပါ။မဲဆောက်ကို ထိုင်းနေဆက်ကို ရောက်ရှိလာနေကြတဲ့စီရီယံဝန်ထမ်းတွေရွှေပြောင်းလှုပ်သားတွေအတွက်အလောက်ကန်ရရှိစေရည်ရည်ရွယ်ပြီးအဝေးရောက်အရာဝတီအသင်းက မျက်စိပြုပြင်တင်တဲ့အပတ်စဉ်နှစ်ကိုဖွင့်လှစ်တင် जा ပေးနေတာလို့ဆိုပါတယ်ကျွန်တော်ရည်ရွယ်ချက်ကတော့တို့ဒီဘက်မှာ2020 2021နောက်ပိုင်းဒီဘက်ကိုရောက်လာတဲ့လူတွေအတွက်အတို့ကိုပိုင်အလုပ်လေးနဲ့တို့အိမ်မှာကိုပိုင်လုပ်လို့ရနိုင်အောင်ရည်ရွယ်ပြီးတော့ကျွန်တော်ဒီတင်တန်းကိုပေးတာဖြစ်ပါတယ်တင်တန်းကာလအတွင်းမဲဆောက်ကလျှက်စစ်ပစ္စည်းတွေပြင်ဆင်လို့ရသူတွေကိုလည်းအခမဲ့လာရောက်ပြင်ဆင်နိုင်တယ်လို့ဆိုပါတယ် အာနောက်ပြီးတော့ဒီတရမဆိုလို့ရှိရင်တော့ကျွန်တော်တို့အာ layer 6ပစ္စည်းနဲ့ပတ်သက်ပြီးတော့သူတို့တွေကိုအာအခြေခံကြကြအာအခြေခံအနေစပြီးတော့သူတို့တွေအာပြင်တက်လာတဲ့အထီးကိုကျွန်တော်ယူရတယ်။နောက်ပြီးတော့ဒီဘက်မှာရှိနေတဲ့2021နောက်ပိုင်းရောက်လာတဲ့လူတွေပဲဖြစ်ဖြစ် migrant တွေပဲဖြစ်ဖြစ်ပေါ့ဒီဘက်မှာရှိနေတဲ့ layer 6ပစ္စည်းတွေအပြတ်တွေရှိလို့ရှိရင်ဒီရုံမှာလာပြီးတော့ပြီးပြီးတော့အာကျွန်တော်တို့ကအခမဲ့ပြင်ပေးတယ်။ဒါဟုတ်လေးရတယ် ဟုတ်ပါရဲ့ခင်ဗျားတို့ကျွန်တော်ခုနဒီအခြေခံပါသွားရင်ခုနကျွန်တော်ပြောသလိုနေ့ရက်7မှာဘယ်ပစ္စည်းဖြစ်ဖြစ်ပါမယ်အဲဒါကျွန်တော်တို့အပေမွေးအောင်ပြင်တယ်ခုနကတကယ်ကျွန်တော်တို့ဘဝဝင်ကြမှာဖြစ်ဖြစ်ကိုရဲအိမ်မှာဖြစ်ဖြစ်ကိုယ်ဆိုင်မြေဖြစ်အတော့လုံစားလို့ရတယ်ပေါ့နော်ကျွန်တော်ဝင်နေရတဲ့အတွေ့အကြုံတွေဖြစ်တယ်အထက်ရအလုပ်တွေနဲ့လည်း quality နေတယ်လို့ဆက်ဆံနေရတာရှိတယ်ဆိုတော့ဥပမာဆိုအဲမှာဆိုကျွန်တော်တို့ဆိုဒါကပြောလို့ရပါမယ် ကေ့ချ်ပေါင်း900ကျော်ရှိတယ်ကျွန်တော်တို့စောင့်ရှောက်ထားတယ်ကျွန်တော်တို့ထီအောင်ဒီထဲမှာပဲနေနေတယ်ဟိုပြင်လက်ပညာလဲဆိုရင်ကျွန်တော်တကယ်တက်စီကျင်လာလျှက်စီရဲ့ကျွမ်းကျင်တော့300နိုင်ဘူးဝါယာလိန်းလိုင်းတွေကျွန်တော်ကဟိုတကယ်အဲ့ဒါတွေကတော့တကယ်ကြရင်တေချာလေးဂယုဆိုင်ကြပါလို့အဲ့တော့အဲ့ဒါဘယ်ဟူရောက်ရောက်သူကလှုပ်ရှားလို့ရတယ်အသက်ဘလောက်ရှိရှိအသက်ကြီးတာနေတာနည်းမဆိုင်အဲဘာလို့ ဟိုကျွန်တော်ဒီလိုလာတဲ့အချိန်မှာတော့ကျွန်တော်ကအဲ့လိုအလုတ်ကမရှိတော့ခေါ်တယ်လျှက်ဆက်ကြတယ်ကျွန်တော်သူအသက်ဘလောက်ကြီးကြီးလဲခင်ဗျာဒီဟာလုတ်တက်ဖို့ပဲအခုဒုတိယအချိန်လျှက်ဆက်တင်တန်းကတော့ဂျွန်လာ29ရက်နေ့ဆိုရင်ပြီးဆုံးမှာပါအရင်ပထမအကြိမ်လျှက်စစ်ပစ္စည်းများပြုပြင်တင်နန်းကိုတော့2024ခုနှစ်မတ်လကဖွင့်လှစ်ခဲ့တာပါခင်ဗျာကျွန်တော်မောင်တူးပါထပဲနေကြရင် ကြတော့ဟိုမှာရှိဖို့ရာကူသူဒီသူ OI နေနေလေဒီလိုမျိုးတော့ကုန်ကြခံပြီးတော့ဟိုကလောက်တာဆိုတာသူတို့